ားလုံးပဲမင်္ဂလာပါဗျာကောင်းဆက်တဲ့ရှင်ဓမ္မပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမိရုပ်သံဗီဒီယိုဖိုင်ရတော့မြန်မာနိုင်ငံရဲ့လုပ်ပိုင်ခွင့်အာဏာကိုယာယီသမရထံလွှဲပြောင်းပေးလိုက်တဲ့တဲ့နဲ့ပတ်သက်ပြီးချက်ကုန်အောင်ပြောလာတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာချက်ကုန်အောင်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ပုဒ်တက်လာပါတယ်။မြန်မာနိုင်ငံရဲ့အရေးပေါ်အခြေအနေကနေပြီးတော့မှဒါယာယီတမနာထံကိုပြန်လဲလွှဲပြောင်းပေးလိုက်ပြီဆိုတဲ့သတင်းဖြစ်ပါတယ်။အဲ့တော့ယာယီတမနာဆိုတာဘာလို့လဲလို့ကျွန်တော်တို့ကြည့်ရအောင်ပါ။စစ်တပ်ကအာဏာသိမ်းပြီးကတည်းကနိုင်ငံတော်ရဲ့ကိစ္စအဝဝကိုအရေးပေါ်အခြေအနေပြင်ညာပြီးတော့မှစစ်တပ်စစ်ဘုချုပ်ကာဝေးဦးစီးချုပ်မင်းအောင်လိုင်ကအာဏာသိမ်းထားတယ်။နိုင်ငံရဲ့လုတ်ပိုင်ခွင့်အားလုံးကိုစစ်တပ်ကပဲလုတ်တယ်။အဲ့တော့ဒီမနေ့တော့ကစစ်တပ်ကပြင်ညာတဲ့သတင်းတွေထဲမှာ နိုင်ငံတော်ရဲ့အခြေအနေအဝဝအားလုံးကိုယာယီတမနာထံကိုပြန်လည်ဖွဲ့ပြောင်းပေးလိုက်ပြီလို့သိရပါတယ်အဲ့တော့ယာယီတမနာဆိုတာဘာတူလဲကြည့်ရအောင်စစ်တပ်ကအာဏာသိမ်းပြီးကြတဲ့ကတော့ဒါဒီမိုကရေစီတမနာကိုစစ်တပ်ကဖမ်းဆီးထားပြီးတော့မှဒီစစ်တပ်ကနေပြီးတော့တင်သွင်းထားတဲ့ဒီစစ်တပ်ရဲ့ဒုတိယတမနာဦးမြင့်စွေကိုပဲဒါမင်းအောင်နိုင်ငံထားထားတယ်ပြီးတော့အဲ့ဒီဒုတိယတမနာဦးမြင့်စွေကိုလည်းပဲပြီးခဲ့တဲ့နှစ်လလောက်တုန်းကကျမရေးကြောက်ဆိုပြီးတော့မှအနာပေးလိုက်တယ်မင်းအောင်နိုင်ငံယာယီတမနာနေရာကိုယာယူထားတဲ့အဲ့ဒီတော့မနေ့က မြန်မာနိုင်ငံရဲ့ယာယီအခြေအနေကိုမြန်မာနိုင်ငံရဲ့အရေးပေါ်အခြေအနေကိုယာယီတမနာတံပြောပြောင်းပေးလိုက်တယ်ဆိုတော့ယာယီတမနာကဘာလုပ်လဲဆိုတော့မင်းအောင်လိုက်အဲ့တော့မင်းအောင်လိုင်းရဲ့အာနာကိုမင်းအောင်လိုင်းကြီးကိုပြန်လဲပြောပြောင်းပေးတယ်ဆိုတော့တဘောကိုတက်ရောက်ပါအဲ့ဒါကဘာနဲ့တူလာလဲဆိုတော့ကိုမေကိုလိုးနဲ့တူလာပေါ့ဗျာနော်အဲ့တော့ကိုထွက်ခဲ့တဲ့အပေါက်ကိုပြန်ဝင်လို့ရတလားဆိုတော့မေကိုနဲ့တူနေတာပေါ့ဗျာနော်အဲ့တော့သူထွက်ခဲ့တဲ့အပေါက်ကိုသူပြန်ဝင်တယ်ဆိုတဲ့တဘောကိုတက်ရောက်တယ်ပေါ့နော်အဲ့ဒါကိုမေကိုလိုးမင်းအောင်လိုင်းကသူစစ်တပ်အာနာကိုသူစစ်တပ်သူပြန်ပေးတယ်ပေါ့ဗျာအဲ့တော့အခုစဉ်းစားကြည့်နော်မြန်မာနိုင်ငံရဲ့လုတ်ပိုင်ခွင့်ဩဇာအာနာအားလုံးဟာမင်းအောင်လိုင်းရဲ့လက်ထဲမှာပြီးတော့မြန်မာနိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုမြန်မာနိုင်ငံရဲ့ ပိုင်ဆိုင်မှုအလုံးကမင်းအောင်လှိုင်သားရဲ့အလက်ထဲမှာနော်စစ်တပ်ကအာဏာရပြီးကြတဲ့ကမင်းအောင်လှိုင်ကရေဖြတ်တယ်မီးဖြတ်တယ်ရှိတဲ့များအကုန်လုံးကိုဖြတ်တယ်ကုန်စည်နှုံးပြီးကြီးမြင့်တယ်အဲ့ဒီချိန်မှာမြန်မာနိုင်ငံကိုကုန်သွယ်ခွင့်ရတဲ့လုပ်ပိုင်ခွင့်အလုံးကိုရတာကမင်းအောင်လှိုင်သားဖြစ်တယ်နော်အဖေဖြစ်တဲ့လူကတရစ်မီးဖြတ်တယ်သားဖြစ်တဲ့လူကတရုတ်နိုင်ငံကနေအင်ဂျင်တွေဆိုလာတွေနော်ဒီလက်စက်အတုံးဆောင်ပစ္စည်းတွေတင်သွင်းရောင်းချတယ်အဖေဖြစ်တဲ့လူက လောင်စာစီကိုဈေးကြည့်အောင်လုပ်တယ်เนาะတားဖြစ်တဲ့လူကတရုတ်နိုင်ငံကလျှက်စစ်ကားတွေကိုတင်သွင်းရောင်းချခွင့်ရတယ်အခုဆိုမြန်မာနိုင်ငံရဲ့ရောင်းခွင့်ဝယ်ခွင့်လုတ်ပိုင်ခွင့်တင်သွင်းခွင့်အကုန်လုံးအကုန်လုံးမြန်မာနိုင်ငံရဲ့လုတ်ပိုင်ခွင့်အားလုံးကမရောက်နိုင်တားရဲ့ရဲ့လက်ထဲမှာဆိုလိုချင်တာကမြန်မာနိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုပျက်စီးပိုင်ဆိုင်မှုအားလုံးကအခုမရောက်နိုင်တားလက်ထဲကိုရောက်သွားပြီเนาะမြန်မာနိုင်ငံရဲ့ဩဇာအာဏာမြန်မာနိုင်ငံရဲ့လုတ်ပိုင်ခွင့်အာဏာအားလုံးကမရောက်နိုင်ရဲ့လက်ထဲမှာအဲ့ဒီတော့ကျွန်တော်တို့54တန်းသောပြည်သူလူထုကဒီမင်းအွန်လိုင်းနဲ့စစ်ပူချုပ်လူနည်းစုတစုတစ်ထဲရဲ့တုံဖြစ်နေတယ်เนาะ54တန်းသောလူတွေက ဒီဘာမဟုတ်တဲ့လူနဲ့သူရဲ့ကြုံလေးဖြစ်နေကြတယ်အဲ့တော့အတ္တကိုကျွန်တော်တို့ဒီတိုင်းပဲဆက်သွားမလားမဖြစ်မနေဒီနှစ်တူတူအတွင်းမှာတော်လန်ရေးကိုအပီးတက်အောင်လုပ်မလားဒီစစ်ဖို့ကြုံလေးဒီစစ်ခွေးတွေကိုကျွန်တော်တို့အပီးတိုင်မောင်းထုတ်နိုင်မှသာလေကျွန်တော်တို့နိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုနိုင်ငံရဲ့ပိုင်ဆိုင်မှုအားလုံးကပြည်သူလက်ထက်ပြန်ရောက်လာပြီးတော့မှပြည်သူအာဏာပြည်သူပြန်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုအားလုံးကျွန်တော်တို့နှစ်တူတူအတွင်းမှာပြည်သူအာဏာပြည်သူပြန်ရဖို့ပြည်သူလူထုရဲ့ပိုင်ဆိုင်မှုကိုပြည်သူပြန်ရဖို့ဆိုတော့ကျွန်တော်တို့ဒီတော်လန်ရေးတွေကိုကိုတက်နိုင်တဲ့မြောက်ပါဝင်ရမှာဖြစ်ပါတယ်အားလုံးပဲရဲဘော်တို့ fighting